ထူးရှိတော့ဆိုရင်စိတ်နဲ့တွေးတာလည်းပဲစိတ်နဲ့လုံးတယ်လုံးတယ်လို့ခေါ်တယ်ဝစ်မနောကံလို့ခေါ်တယ်ကိုနှုတ်ကနေပြောတာကြတော့ဝစီကံလို့ခေါ်တယ်ကိုဒီလက်ရောက်လှုပ်တာကြတော့ကာယကံလို့ခေါ်တယ်စိတ်ထဲကနေပြီးတော့ဒီတောင်းတတာကိုကြတော့ပဏိတိလို့ခေါ်တယ်အဲ့ဒါတွေဟာကုသိုလ်နဲ့ရှင်ပြီးတော့လုပ်မယ်ဆိုပါတော့ကာယကံအနေနဲ့ကောင်းတဲ့ကာယကံနဲ့ဘယ်လိုလုပ်တော့ဆိုတော့ အရထဲမှာအခုလမ်းလျှောက်သွားတာပဲဖြစ်စေလမ်းလျှောက်သွားရင်ကနေပြီးတော့အော်ဘယ်သူမှခလုတ်မထီးဆူးမငြိကြပါစေနဲ့ကဲလေးတွေဖယ်သွားတယ်ဆူးလေးတွေဖယ်သွားတယ်နှုတ်တာလုံးပုံပြောတယ်အသေးစိတ်ကစပြီးတော့နော်ကာယကမေတ္တာတွေထားတယ်နှုတ်ကလည်းဝစီကမေတ္တာတွေထားတယ်စိတ်ကလည်းပဲမနှောကမေတ္တာတွေပွားတယ်အော်ကုသိုလ်တွေနဲ့ ခန္ဓာစိတ်ကမနောကကုသိုလ်တွေဖြစ်နေလို့ရှင်အဲ့ဒီကုသိုလ်တွေဟာကိုယ့်အတွက်ကြီးပွားကြောင်းအမှုတွေရှိတယ်ဒါကြောင့်မို့လို့ပဋိခိဏကာယကမ္မကုသိုလ်နဲ့လုပ်တဲ့ကာယကံတွေမှန်သမျှဟာပဋိခိဏတုတ်တက်ဖို့ကိုယ်ကြီးပွားဖို့တုတ်တက်ဖို့ပဲဖြစ်တယ်ကောကြီးပွားတယ်တုတ်တက်တယ်ဆိုတာဒီနှိမ့်ကြတဲ့အနေအထားတစ်ခုကနေပြီးတော့အစ်မြင့်လာတဲ့သဘောကိုပြောတာเนาะအစ်မြင့်လာတဲ့သဘော ဒက္ခိဏကာယကမ္မဝါစာကမ္မပဒက္ခိဏကိုပြောတဲ့စကားကလည်းအပြစ်ကင်းတဲ့စကားဆိုလို့ရှိရင်ပဒက္ခိဏခြေဘွားတုတ်တဲ့ခုဖြစ်လာတယ်ပဒက္ခိဏမနောကမ္မစိတ်ထဲကကြံစီတဲ့အမှုတွေကလည်းပဲခြေဘွားတုတ်တဲ့ခုတွေဖြစ်လာပဏိတိတိပဒက္ခိဏဩကိုယ့်ရဲ့စိတ်ဆန္ဒတွေစိတ်ထဲကတောင်းတမှုရည်တမ်းမှုတွေကလည်းပဲ ကြီးပွားတွေ့တဲ့ကြီးရွယ်ချက်တွေဒီလိုဖြစ်လာတယ်အဲ့ဒါလိုကာယကဝစီကမနောကံနဲ့အတွေ့အချံတွေကကောင်းလာပြီဆိုလို့ရှိရင်ဘာဖြစ်လဲဆိုလပန်တက်ထိပဋက္ခိနေကောင်းမြတ်တဲ့အကျိုးကျေးဇူးတွေကိုသူရလာမယ်တဲ့ဒီလိုဆိုလို့လားဟောပဋက္ခိနာနိကတ္တဝါသလပန်တက်ထိပဋက္ခိနေလှုပ်တဲ့အလုပ်ကကုသိုလ်တွေလှုပ်တာကုသိုလ်တွေဆိုတာကြီးပွားတွေ့တဲ့ခြင်းရဲ့အကြောင်း လူတယောက်ဟာစီးပွားလုံးလို့စီးပွားဖြစ်လာပြီဆိုလို့ရှင်ပထမဆင်းရဲတဲ့ဘဝကနေပြီးတော့ကြိုးစားလိုက်တဲ့အခါတိုက်အိမ်ကနေတဲအိမ်လေးကနေပြီးတော့တိုက်အိမ်ဆောက်လာနိုင်ပေါ့စပိန်လေးဝယ်ရကနေမော်တော်ဆိုင်ကယ်ဝယ်လာနိုင်မော်တော်ဆိုင်ကယ်ကနေပြီးတော့ကားဝယ်လာနိုင်ဟောမြင့်မလာဘူးလားစီးပွားရေးနဲ့ပတ်သက်ပြီးတော့အဲ့ဒါလို့မြင့်လာတယ်လို့ပဲစိတ်တွေစိတ်ထားတွေကုသိုလ်တရားတွေကိုလည်းတိုးမြင့်တိုးမြင့်လုပ်တဲ့အခါ လူတရားဟာမြင့်မြင့်ပြင်းမြင့်လာတာပဲဘဝနော်ဘဝတစ်ခုနဲ့တစ်ခုကသူကမြင့်မြင့်သွားတယ်အဲ့ဒါကိုပြောတာပဋိက္ခိဏနိကတ္တဝါနလဘန်တ္တိပဋိက္ခိဏိကောင်းတာတွေလောက်တဲ့ပုဂ္ဂိုလ်တရားမှာကောင်းတဲ့အကျိုးတွေကိုရလာရလာတဲ့အတွက်ကြောင့်သူကအဆင့်မြင့်မြင့်ပြီးတော့သွားတယ်တေအဋ္ဌလတ္ထဒုက္ခိတာဝိရုံနာဗုဒ္ဓတာအဲ့ဒါလို့ကောင်းကျိုးချမ်းသာတွေရလာပြီဆိုလို့ရှိရင်ဒုက္ခိတာကိုယ်စိတ်နှပြား ချမ်းသာတယ်ဝိရုဏဗုဒ္ဓသာသနိမြတ်စွာဘုရားသာသနာမှာစီပင်လာတယ်ဆိုတော့ဗာပြောတာတော့ဆိုတော့သူကကိုချင်းသီလာတွေနဲ့လည်းပြည့်စုံလာတယ်ကမ္ဘာထာနေနှလုံးသွင်းလာနိုင်တယ်ဘာဝနာကျင့်စဉ်တွေချင်းလာတယ်နော်ဘာဝနာကျင့်စဉ်တွေချင်းလာလို့ဝိပဿနာတရားတွေအချိန်ချင်းအထုတ်လာနိုင်တယ်ဟောတိုးတက်လာမတိသေးတာတွေသိလာတယ်ဘုရားတရားတော်တွေနဲ့ပတ်သက်ပြီးတော့အဆင့်မြင့်လာတယ်ဒီလိုဆိုလိုတာ အဲ့လိုထီအောင်ဖြစ်လာနိုင်တယ်တဲ့အဲ့လိုဖြစ်လာဖို့အတွက်ကျမ်းမာဖို့လို့ပါတော့လိုအပ်တော့အာလုံးတတ္တဝါတွေကိုကျမ်းမာကြပါစေဆိုတာနဲ့နောက်ကနေအရောကသုခိတာဟောထရဟတ္တပေတိညာတိပိတဲ့ဆွေတွေမျိုးတွေနဲ့အတူတကွအရောကယောဂကင်းကြပါစေသုခိတာကိုစိတ်နဲ့ပြချမ်းသာကြပါစေလို့ဆိုဩမနေ့ပိုင်းမှာဒါမေတ္တာပွားတာပဲပေါ့နော်အဲ့လိုမေတ္တာနှလုံးသားနဲ့ ကိုယ်ကနေနိုင်ပြီဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကလေးဟာဗဒ္ဓမစင်ကြယ်လာစင်ကြယ်လာတဲ့စိတ်ကလေးနဲ့ကုသိုလ်တွေဖြစ်လာလို့ရှိရင်ခုနကပြောခဲ့တဲ့ကာယကံ